အရင်ဆုံးပထမဆုံးအနေနဲ့တော့ဒါခုလိုမျိုးပေါ့နော်ကျမတို့ကြောင်းလေးဆိုရင်ဒါမျိုးပြနဲ့ဆိုနည်းနည်းလေးလှမ်းနေပေါ့နော်ဆိုင်းလိုင်းလည်းကက်ကဲလေးရှိတယ်ဆိုတော့ခုလိုမိုးရင်းရာဒီ ਉਹ မှာဒါတကူးတကရအောင်လာပြီးတော့ကလေးတွေအတွက်လှူဒန်းလုပ်ပေးတဲ့အတွက်တော့အများကြီးဝမ်းသာပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျွန်မတို့တော့တောဆုံးကရောက်နေပြီပေါ့ဆိုတော့တတိယဒုတိယအချိန်ပေါ့နော်တောဆုံးကရောက်နေပါပြီဒါအားရကျိုးဖို့တဲ့ကြောင်းရတာအလုံးမဲ့ကျွန်တော်တို့အဖွဲ့ကြီးပေါ့နော်ကျွန်တော်တို့ရှုပ်နေတဲ့ ကျွန်တော်တန်းပြီးလာရတာပါနော်အကုန်လုံးပဲဆိုင်ရဲလာလို့မရလို့ကျွန်တော်လမ်းလျှောက်ပြီးလာမင်္ဂလာပါကျွန်တော်ဒါအခုဆိုရင်ကျွန်တော်တောဆုံးမှာပေါ့စာသင်ကျောင်းကဒါဆရာမကြီးပေါ့နော်ကျွန်တော်ဒါအားရကျွေးဖို့တော့ကိုကျွန်တော်တို့ဒါခုနှစ်သားသမီးကျွန်တော်တို့အလူရှင်များစုပေါင်းလာတဲ့ပစ္စည်းလေးတွေအားရတာနာလာကြည့်တာပါဆရာမကြီးကပြောပြပါဦးဒါပါလို့ပြောနေတယ် ဒါအရင်ဆုံးပထမဆုံးအနေနဲ့တော့ဒါခုလိုမျိုးပေါ့နော်ကျွန်တော်တို့ကြောင်းလေးဆိုရင်ဒါမျိုးပြနဲ့ဆိုနည်းနည်းလေးလှမ်းနေပေါ့နော်တိုင်းလိုင်းလည်းကဲကဲလေးရှိတယ်ကျွန်တော်ခုလိုမိုးရင်းရာဒီဟိုမှာဒါတကူးတကရအောင်လာပြီးတော့ကလေးတွေအတွက်လှူဒန်းလုပ်ပေးတဲ့အတွက်တော့အများကြီးဝမ်းသာပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျွန်မကျွန်တော်တို့ကလည်းဟိုတကယ့် ချက်ချောင်ကြမယ်ချက်ကြကြမယ်နေရာလေးပဲလိုက်ပြီးလူပေးတာနောက်တစ်ခေါက်လည်းလူလို့ရှိတယ်နောက်တစ်ခေါက်လူလို့ရှိရင်တော့ဆရာမတို့ကျွန်တော်နေရာပေးရမယ်ကျွန်တော်ဗုဒ္ဓတရားနဲ့တွေ့တယ်ဟုတ်ကဲ့ကျိုးပြောပြတာကအဲ့အတွက်လည်းကျွန်တော်တို့ကတက္ကသိုလ်ကြီးတော့ဘိုက်တာဖွဲ့ရတယ်ဒါအလူရှင်တွေကိုလည်းဆရာမကမြေတာပူပြီးတော့ဟုတ်လို့ပြောပြကြတယ်ဟုတ်ကဲ့ဟာအခုလိုမျိုးပေါ့နော်ဒီကြားကကိုယ်စားလှယ်တွေအနေနဲ့ရောဒီအခုလိုမျိုးဒီအဟာရလှူလေးတွေ ပြင်းပြောက်သွားအောင်လို့ဒါလှူဒန်းပေးကြတဲ့တူတောက်ချင်းစီတိုင်းအားလုံးကိုလည်းကျေးဇူးလေးတင်ပါတယ်။အားသာရုလည်းခေါ်ပါရစေ။ပြီးတော့ဒီထက်မကလည်းလူနိုင်တန်းနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါရစေ။ဒါဆရာမကြီးကပြောပါတာပြည့်စုံပဲကျွန်တော်ပြောပြရမလို့နော်အားလုံးပဲဒီလူရှင်လူမများကျွန်တော်တို့တင်ခန့်ညီအောင်နဲ့ပြလိုက်ကြနဲ့တကွာအားလုံးစိတ်ချမ်းသာကြီးကိုကျွန်မပြည့်စုံပြီးလုပ်ငန်းကလေးစီမံကြပါလေ။ဆရာမကတော့ ဆရာမတို့လည်းကျွန်တော်တို့မေတ္တာပို့ပါတယ်ကျောင်းသားလေးတွေပေါ်မှာမိဘတပွဲပြုစုပြုထောင်ပေးကြတယ်ကျွန်တော်တို့တစ်ခါညီအောင်ပိုက်ကြပေးရတယ်သူကျေးဇူးတင်ပါတယ်ဘာဖြစ်လို့ဆိုတော့မိဘတွေကအိမ်မှာပဲဟိုခဏပဲနေရတာဒီမှာစိုးခြင်းကောင်းခြင်းဆရာမတို့ပဲကြည့်တာလေအဲ့တော့လည်းကျွန်တော်တို့ကတီးရွယ်တွေခလေးလေးတွေတော့ဒီနာအားရကျေးဖို့တဲ့စီစဉ်လုပ်တာကျွန်တော်တို့ဘလို့ခက်ခဲဘလို့တိုင်းတာပဲရှိရှိကျွန်တော်ရောက်အောင်လာပါတယ်လူရှင်နေတာရှိရင်ကျွန်တော်တို့ကြိုက်တဲ့နေရာပြောကြိုက်တဲ့နေရာဆိုင်ငယ်မရောက်လမ်းလျှောက်ပြီးတော့ရောက်ပြီးဒီမှာပါကျွန်တော်တို့ဘက်မှာ